အော်ယောဘောညောဆေယောအလုံးမိတ်မင်္ဂလာပါရှင်ဆရာမထင်နေအော်ဘလို့အများပြောနေကြရဲ KNIB လို့ခေါ်ရဲစာဝဲဟောပေါ့နော်ကိုရီးယားရဲ့တာဝကကနေပြီးတော့တရားရေးဝန်ကြီးဌာနကနေပြီးတော့ဆောင်ရွက်ပေးထားတဲ့သင်တန်းအကြောင်းလေးကိုရှင်းပြပေးပါမယ်အများကတော့ KNIB လို့အလွယ်ခေါ်တာပေါ့နော်တကယ်တမ်းကတော့ Korean Immigration and Integration Program ဆိုပြီးတော့ခေါ်တာဖြစ်ပါတယ် အဲ့တော့သူ့အကြောင်းလေးနဲ့ပတ်သက်ပြီးတော့ရှင်းပြပေးသွားမယ်။တရားရဝင်ကြီးဌာနနေပြီးတော့ဆောင်ရွက်ပြီးတဲ့တော့ပေါ့နော်သင်တန်းအမျိုးအစား၃ခုရှိပါတယ်။ဘာတွေလဲဆိုရင်ဆောင်ရွက်ထောင်းအပ် program လို့ခေါ်တဲ့လူမှုပေါင်းစည်းရေးအစီအစဉ်အထက်ကတော့ဘာတွေသင်လဲဆိုရင်တော့ကိုရီးယားနိုင်ငံရဲ့ ကိုရီးယားနိုင်ငံဘာသာစကားကိုရီးယားနိုင်ငံရင်ကျေးမှုကိုရီးယားနိုင်ငံရဲ့ဥပဒေအကြောင်းအရာတရင်ချက်လက်တွေကိုသင်ကြားပေးတာဖြစ်တယ်။နောက်တစ်ခုကဂျွေကီချော့ကွန်ပရိုဂရမ်လို့ခေါ်တဲ့အစောပိုင်းချော့ကွန်ဆိုတာကလိုက်ရောညှိထွေမှုရှိတဲ့အစီအစဉ်ဆိုတော့ပြောချင်တာကိုရီးယားနိုင်ငံကိုရောက်လာတဲ့အဲအိမ်အောင်ပြုထားတဲ့လူတွေပေါ့နော်အိမ်အောင်ကိုကြေကျော်လို့ခေါ်တယ်အိမ်အောင်ပြုထားတဲ့သူတွေအတွက်ဒါမှမဟုတ်လို့ရှိရင်တော့ ကိုရီးယားနိုင်ငံကိုအခုမှရောက်လာတဲ့ကျောင်းသားလေးတွေအတွက်ပေါ့နော်ဒီအတွက်ရည်ရွယ်ထားတာပါနံပါတ်3ကတော့ Gujin Kyoro Anne Program ဒါကတော့ကိုရီးယားလူမျိုးတွေနဲ့အိမ်အောင်ပြုတ်ထားတဲ့သူတွေအတွက်အိမ်အောင်ရင်းနဲ့ဒီမိတ်ပေါ့နော် Kyoro Anne အိမ်အောင်ရင်းလမ်းညွန်အစီအစဉ်လေးဖြစ်ပါတယ်အဲ့ဒီအစီအစဉ်၃ခုလေးအမှဒီနေ့ Software Talk Program လို့ခေါ်တဲ့လူမှုပေါင်းစည်းရေးအစီအစဉ်အကြောင်းလေးပြောပြပေးပါမယ်ဒါလေးကကြတော့ကျွန်တော်နိုင်ငံခြားသား အကုန်လုံးပေါ့နော် ID card ရှိတဲ့သူတွေရော အကုန်လုံးအာတယောက်ခွင့်ရှိနိုင်တဲ့သင်တန်းမျိုးစားဖြစ်ပါတယ်အဲ့တော့ဒီသင်တန်းလေးကိုတို့ရဲ့အဓိကရည်ရွယ်ထားတဲ့ဥတီချက်သည်ချွေပြောင်းခြေချသူများရဲ့ဘဝဒါမှမဟုတ်အဲ့ဒီအတွက်လိုအပ်တဲ့ကိုရီးယားဘာသာတွေပြီးသွားရင်စီးပွားရေးလူမှုအဖွဲ့အစည်းနဲ့ဥပဒေအကြောင်းအရာတွေကိုအခြေခံပုံသုတများဖြစ်နေစနစ်တကျသင်ယူနိုင်မယ်လူမှုပေါင်းစည်းရေးအစီအစဉ်လေးဖြစ်ပါတယ် ဲ့တော့ဘယ်သူတွေတရားခွင့်ရှိတာတော့ဒီထဲမှာကိုရီးယားနိုင်ငံမှာနေထိုင်နေတဲ့နိုင်ငံခြားသားတွေအထူးကတော့ကျွန်တော်တို့ ID ကတ်လို့ခေါ်တဲ့ဝေကုခင်ထုတ်လို့ကျွန်နိုင်ငံခြားသားမပုံတင်ကန်ရှိတဲ့သူတွေဒီအကောင့်ဖွင့်ပြီးတော့ဝင်ရောက်တရားခွင့်ရှိပါတယ်အဲ့တော့နောက်နိုင်ငံသားဖြစ်လို့သူတွေသူတွေနိုင်ငံသားပြောင်းလို့တဲ့သူတွေပေါ့နော်ခွေးဝါရှင်ချုံစာရှိမယ်ရောဂျုကုန်းလို့ခေါ်တဲ့ ရှိရှိနေထိုင်ခွင့်အမြဲတမ်းနေထိုင်ခွင့်ရလို့သူတွေရှောက်လို့ရပါတယ်ပြီးရင်တော့တခြားခြားသောချဲညွတ်ချာကျော်လို့ခေါ်တဲ့ဗီဇအမျိုးအစားတွေရလို့သူတွေအတွက်တရားခွင့်ရှိနိုင်သောသင်တန်းလေးဖြစ်ပါတယ်ရောသင်တန်းဆောက်ပြီးတော့တွတ်တော့မယ်ဆိုလို့ရှိရင်သင်တန်းအမျိုးအစားဆင့်နေတွေခွဲခြားထားတာရှိပါတယ်ကျော်တော့သင်တန်းအမျိုးအစားတွေ၃ညကနေပြီးတော့ level 5လို့ခေါ်တဲ့ online gate ရှိပါတယ် အဲ့တော့0တန်းငယ်ကနေပြီးတော့4တန်းငယ်ခေါ်တော့ပေါ့နော်4တန်းငယ်5တန်းငယ်6တန်းငယ်7တန်းငယ်8တန်းငယ်ဒီ5ခုဒီကိုရီးယားဘာသာနဲ့ကိုရီးယားယဉ်ကျေးမှုဟန်ဂူခေါ်ပါဟန်ဂူမွန်တော့တင်ကြတာဖြစ်ပြီးတော့5တန်းငယ် level 5ထဲမှာတော့ဟန်ဂူစာဝဲအီဟဲလို့ခေါ်တယ်ကိုရီးယားလူခွဲစီနားလေခြင်းဆိုတဲ့အစင်ပေါ့နော်အဲ့တော့စိုးစိုးပေါင်းအစင်6ဆင့်ရှိပါတယ် သုံးရာတန်းလေးကတော့အခြေခံစတင်တော့ပေါ့နော်အခြေခံခါနာဒါလာလို့ခေါ်တဲ့ကိုရီးယားရဲ့ alphabet အက္ခရာလေးတွေစတင်တော့ဖြစ်တယ်။အဲဒီကနေမှ key to ပြီးသွားရင်1 choco 1ဆိုတာကအခြေခံ1ပြီးသွားရင် choco 2အခြေခံ2ပြီးရင်တော့ jungkook 1 jungkook 2ဆိုပြီးတော့ပြန်ခွဲထားပါတယ်။ ။ ఓదాన్ ငယ်ကတော့သူကနှစ်ပိုင်းခွဲတယ်ပေါ့နော်။တစ်ပိုင်းကကြတော့ဂီဘွန်လို့ခေါ်တဲ့အခြေခံရှင်းမော်ရှင်းမော်ကကြတော့ဒီထက်မှပိုပြီးတော့အသေးစိတ်နက်နက်ဆိုင်ဆိုင်သင်ပေးတဲ့အတန်းဖြစ်ပါတယ်။အဲ့တော့တက်ရောက်မဲ့အချိန်လေးတွေသည်တုံညာအတန်းသည်15နာရီတည်းအောင်တက်ပြရပါတယ် level 1 level 2 level 3 level 4နာရီတရာပြည့်အောင်တက်ရပါတယ်ဒါကလောဘကအတန်းနေပေါ့နော် ပြီးတော့ရင် level 5မှာတော့နှစ်ခုခွဲထားတဲ့အတွက် level 5ရဲ့အခြေခံအတန်းလေးဒီ9.80တက်ပြရပါတယ်။ရှင်းမောအတန်းဒီ9.30တက်ပြရပါတယ်။အဲ့တော့ဆောင်းဝဲဖြေပုံဖြေနည်းလေးတွေရှိတယ်။တုံညာအတန်းကတော့ဆောင်းဝဲမရှိပါဘူး။ level 1 2 3တစ်စင်းချင်းစီတက်သွားပြီးရင်အတန်းကဆီယာမရဲ့ဌန်ငယ်ဖြုံးကလို့ခေါ်တဲ့တစ်စင်းချင်းစီကို ပြန်ပြီးတော့အကဲဖြတ်သုံးသက်တဲ့ဆောင်းဝဲလေးတွေရှိပါတယ်။ il တိုင်ငယ်ဖြောင်းက E တိုင်ငယ်ဖြောင်းက Sam တိုင်ငယ်ဖြောင်းကအော်အဲ့ဒီကနေမှ level 4ပြီးသွားရင်တော့ကျတော့အားလုံးအကုန်လုံးပေါ့နော်သင်ထားတဲ့1 2 3 4အကုန်လုံးပေါင်းပြီးတော့အလေးတစ်ဖြက်သုံးသပ်တာဖြစ်တဲ့အတွက်ကြောင့်ဂျွန်ကန်ဖြောင်းကလို့ခေါ်ပါတယ်ဒါတော့မဖြစ်မနေဖြစ်ရတယ်ပေါ့နော်အဲ့တော့ဖြီးပြီးလို့အောင်ပြီဆိုမှကျတော့ level 5 set up ခွင့်ရှိတယ် level 5တက်တဲ့ခါမှာလည်းနိုင်90တိအောင်တက်မယ်တက်ပြီးသွားလို့ရှိရင်တော့ဆောင်းဘွဲဖြည့်လို့ရတယ်အဲဒီဆောင်းဘွဲကနံပါတ်၄သည်ယွန်ဂျူယုံဂျုံဟပ်ဖြုံကလို့ခေါ်ပါတယ်ဂျုံဟပ်ဆိုတာဒီအထွေထွေသုံးသက်ချက်အဲ့တော့ရှေ့မှာအကုန်လုံးကျတော့တင်ထားသမျှတွေအကုန်လုံးပေါင်းပြီးတော့ပြန်ပြီးဖြည့်ကြရတာဖြစ်ပါတယ်နှစ်ခုခွဲထားပါတယ်ဘာကြောင့်လဲဆိုတော့ယွန်ဂျူယုံဆိုတာက ဒီအမြဲတမ်းနေထိုင်ခွင့်ရှောင်မဲ့သူတွေအတွက်ပေါ့နော်ဒါမှမဟုတ်ရင်ကျတော့နိုင်ငံသားပြောင်းမဲ့သူတွေကတော့ရှင်းမွာတက်ပြီးတော့မှခွေးဝါယုံလို့ခေါ်တဲ့ဂျုံဝက်ဖြောင်းကားကိုဖြည့်ရမှာဖြစ်ပါတယ်အဲ့တော့ကိုကနိုင်ငံသားပြောင်းမှုအစီအစဉ်မရှိဘူးဆိုရင်တော့ယွန်ဂျွန်ယွန်ဂျုံဝက်ဖြောင်းကားပါတယ်ပြီးသွားပြီပေါ့နော်ဆက်မတန်လည်းရပါတယ်ဒါပေမဲ့ကိုရီးယားဆောင်နဲ့ပတ်သက်ပြီးကိုရီးယားဆောင်မဟုတ်ပေါ့နော်ကိုရီးယားနိုင်ငံနဲ့ပတ်သက်ပြီးတော့ အသေးစိတ်ထပ်ပြီးတော့သိကျင်လဲဆိုရင်တော့ရှင်းဘွားဆက်တက်လို့လည်းကိစ္စမရှိပါဘူးဆက်တက်လို့ရပါတယ်ဖြေတာကတော့ဒီနှစ်ခုတည်းကရှင်းဘွားပြီးသွားတဲ့အချိန်မှာကိုနှစ်သက်ရကိုနဲ့အဆင်ပြေတာကိုရွှေ့ပြီးတော့ဖြေလို့ရပါတယ်ရွံ့ကျုံုံဖြေလို့ရတယ်လို့ခွေပါရုံဖြေလို့ရတယ်နိုင်ငံသားပြောင်းတာမပြောင်းတာကတော့ကိုရဲ့စိတ်ဆန္ဒပေါ့နဲ့အဲသူတို့ရဲ့လိုအပ်တဲ့အခြေအနေတွေနဲ့ကိုက်ညီရင်တော့ပြောင်းလို့ရတာတော့ရှိမယ်ပေါ့နော် အဲ့တော့အကယ်လို့များကျတော့ဒီအဆင့်တွေတစင်ချင်းစီမတော်ခြင်းဘူး။သုံးများကနေစပြီးတော့မတော်ခြင်းဘူးဆိုရင်ဘာလုပ်လို့ရလဲဆိုတော့စာကြုံးဖြုံးကာလို့ခေါ်တယ်။ကြိုတင်အကယ်ဖြန်သုံးသက်ခြင်းစာမူအလေးရှိပါတယ်။ဒါကတော့ကိုယ့်ဘာသာကိုအပြင်ကနေပြီးတော့လေ့ကျင့်လေ့လာပြီးတော့မှစာကြုံးဖြုံးကာလေးဝင်ပြေလို့ရပါတယ်။စာကြုံးဖြုံးကာပြေလိုက်တဲ့အခါမှာကိုရတဲ့အမှန်ကိုရတဲ့အဆင့်ပေါ်မူတည်ပြီးတော့ကျတော့တစင်ချင်းစီပြန်ပြီးတော့အရှိကိုဆက်တက်သွားလို့ရတယ်ပေါ့နော်။ အဲ့တော့ဒီဟာလေးတက်လိုက်တဲ့အခါမှာဘာတွေအကျိုးခံစားခွင့်ရှိလဲဆိုတော့ဆရာမတို့ကိုရီးယားဘာသာနှုန်းရော if ကြောင့်မျောင်းခြင်းလို့ခေါ်တယ်ကိုရီးယားဘာသာရေးချင်းစကားဘာသာစကားစွမ်းရည်အထောက်ထားတွေမလိုအပ်တော့ဘူးဆိုတော့က level 5 ठी ပြီးသွားရင်ပေါ့နော် level 5 ठी ပြီးသွားရင်နောက်တစ်ခုကခွေးဝါရှင်ဟောမျောင်းခြင်းနိုင်ငံသားအဖြစ်လျှောက်တဲ့အခါမှာအဲဒါတွေကင်းလွတ်ခွင့်တင်ရှိပါတယ် channel ဟောကရှင်ချုံရှိနေထိုင်ခွင့်လျှောက်ထားတဲ့အခါမှာခါဇုံးဖူရော ခါကြောင်းဘုံရောဆိုတော့အမှတ်ပေးတာလေးတွေဥပမာအဖြစ် E7 ရှောင်းမဲ့သူဆိုရင် level ဘယ်လောက်ထိရောက်ထားတယ်ဆိုလို့ရှိရင်အမှတ်ဘယ်လောက်ရပါတယ်ဆိုပြီးတော့အမှတ်ကလေးတွေ plus 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 ပေါင်းသွားပြီးတဲ့အခါမှာအကျိုးသိအောင်မှုရှိပါတယ်ဒီဆောင်ဝဲလေးအတန်းလေးတက်ပြီးတော့ဆောင်ဝဲတွေဖြည့်ထားရင်ပေါ့နော်နောက်တစ်ခုကျောင်းကျုပ်ကရှောက်တဲ့အခါမှာလည်းအများရဲ့နေထိုင်ခွင့်ရှောက်တဲ့အခါမှာလည်းပဲကျတော့လက်တွေ့စစ်ဆေးခြင်းဆိုတဲ့အားလေးတွေလည်းကျင်းလို့ခွင့်ရှိပါတယ် တော့ဘယ်လိုရှင်းရမှာလဲဆိုလို့ရှိရင်တော့စစချင်းဆရာမတို့ website လေးရှိတယ် software ထုံးဝဲချုံးဖို့မှလို့ခေါ်တယ် www.socialnet.go.kr ဆိုတဲ့ website လေးထဲမှာလိုအပ်တဲ့ data အချက်အလက်လေးတွေထည့်ပြီးတော့အဖွဲ့ဝင်နာမည်စာရင်းသွင်းရပါတယ်အဲ့တော့နောက်တစ်ဆင့်အနေနဲ့ software program ဆရာတို့ မမဝင်သွားပြီပေါ့နော်ကိုရစီရင်လေးတွေနံပါတ်လေးတွေထည့်ပြီးသွားပြီဆိုရင်ထိုင်ခဲ့ပေချုံလို့ရပါတယ်ထိုင်ခဲ့ပေချုံအဲ့တော့ကိုရအစင်သတ်မှတ်ချက်ယူရတာပေါ့နော်ကိုဒီပဲဈေးကနေစပြီးတွေ့ရလဲဆိုတာမျိုးအဲ့တော့တချို့တွေဒီစာကြောပြောင်းကမရှိပဲတုံညာနေစတတ်မဲ့သူတွေကတော့ထုံစံအတိုင်းဝဲဝန်းကားရဲ့လုပ်ပြီးသွားရင်ထိုင်ခဲ့ပေထိုင်ခဲ့ပေချုံဆိုရယ်ခလုတ်ကလေးပေါ့နော်မေနူနေရာလေးနေရာမှာရှောက်ထားလိုက်လို့ရှိရင်ကျတော့တုံညာအစင်ကနေစပြီးတော့ခြာပေးပါလိမ့်မယ် ရောင်းတန်းကဲဆိုတဲ့နေရာနေစပြီးတော့အစိမ့်ခွက်ကလေးပေါ်လာပါလိမ့်မယ်ဒါဆိုရင်ကိုသည်အတန်းစဖွဲ့တဲ့အချိန်မှာတို့ရဲ့နောက်ဘက်ကအတန်းစဖွဲ့တဲ့အချိန်မှာတုံညာအတန်းကနေစတက်ခွင့်ရှိရပေါ့เนาะရှောက်ထားခွင့်ရှိပါတယ်။ဩအဲ့ဒီလိုမှမဟုတ်ဘူးဆိုလို့ရှိရင်တော့ကိုသည် topic ဖြည့်ပူထားတာနေရှိတယ်ဆိုလို့ရှိရင်เนาะ topic ကနေပြီးတော့စာဝင်ထုံးရ program ကိုပြောင်းလို့ရပါတယ်ချိန်လို့ရတယ်လို့ပြောတာပေါ့เนาะကိုရထားတဲ့အဆင့် topic အဆင့်ကနေပြီးတော့ဒီဘက်က software ထွန်း program ကိုပြန်ပြီးတော့ချိန်လို့ရပါတယ်နောက်တစ်စင်းကတော့အရှိမပြောခဲ့တဲ့အတိုင်းစာကြောင်းဖြောင်းကဝင်းဖြေလို့ရပါတယ်ကိုရတဲ့အမှတ်ပေါ်မူတည်ပြီးတော့ level သမချင်အစင်သမချင်ရနိုင်ပါတယ် တော့အကယ်လို့များကိုက topic ကနေပြီးတော့ K2B join နေတဲ့ချိန်ချင်နေဆိုရင်ဒါလေးကို topic ကနေပြီးတော့ software web program ရောင်းခဲလို့ခေါ်ပါတယ်ချိန်ဆက်ခြင်းပေါ့နော်ဘယ်လိုလေးတွေချိန်လို့ရလဲကိုရထားတဲ့အမှတ်ပုံမူတည်ပြီးတော့အစစ်မော်မူတည်ပြီးတော့ကိုဒီ topic 1ရထားရဲဆိုရင်တစ်စစ်မြင်ပြီးတော့ software web program မှာအစစ်နှင်းရပါလိမ့်မယ်အကယ်လို့ကိုက topic 2ရထားရဲဆိုရင်ဒီဘက်မှာကတစ်စစ်မြင်နေတဲ့သဘောပေါ့နော် အဲ software program မှာ level 3ရမယ်သူက topic 3ဆိုရင် level 4 5 6ရထားတယ်ဆိုရင်တော့နောက်ဆုံးပင်ဖြစ်နေ5ပဲရှိတာပေါ့နော်ဒီထက်မှတော့ပိုပြီးတော့ပြီးလို့တော့မရှိတော့ဘူးပေါ့အဲ့တော့၆တဲ့အခါမှာအကင်လို့ topic ကနေ၆ချင်တယ်ဆိုရင်လိုအပ်တဲ့အချက်လက်ကလေးတွေကိုဒီ file လေးထဲမှာပေါ့နော်ပြည့်ပြည့်ပြီးတော့မှာ သက်ဆိုင်ရာသူတို့ရဲ့လာဝကယုံနေရဲ့အီးမေးလ်ကိုကိုပေးရပါတယ်။ဖိုင်လေးကတော့ Software Tower Program Younger Shinchonso လို့ခေါ်ပါတယ်။အဲ့တော့ချိန်ဆက်တဲ့လျှောက်ထားခြင်းဖြစ်ပါတယ်။ဒီနေရာလေးတွေမှာကိုက topic ကနေချိန်တော်ဖြစ်တဲ့အကြောင်းလို့ဒီနေရာလေးမှာအမှတ်ချင်လို့ရမယ်။ပြီးရင်တော့ကိုယ့်ရဲ့နာမည် ID card မျိုးသားလားအမျိုးသမီးလားပြီးရင်နိုင်ငံသားကိုယ့်ရဲ့ visa အမျိုးအစား နေထိုင်တဲ့လိမ့်စာတယ်လီဖုန်းနံပါတ်ပြီးရင်တော့ topic ဖြည့်ထားတဲ့ဒီ topic ကနေထုတ်ထားပြီးအောင်လက်မဲ့ရဲ့နံပါတ်ရှိမယ်ကိုဖြည့်ခဲ့တဲ့ဆောင်ဝင်နံပါတ်ပေါ့နော်ဆောင်ဝင်နံပါတ်ရှိမယ်ပြီးရင်ဆောင်ဝင်ဖြည့်ဆိုခဲ့တဲ့ရေးရက်ရှိမယ်ပြီးတော့ရင်တော့သက်တမ်းကုန်ဆုံးရက်ရှိမယ်ဘယ်တော့ကဖြည့်ခဲ့တာလဲဖြည့်စင်းရတာလဲထားတယ်ဖြည့်ပေးရတယ်ပေါ့နော်ဒီရောက်ကအကောက်ကလေးကတော့ဖြည့်စရာမလိုပါဘူးပြီးရင်တော့အောက်မှာ ဒုံးမီဆိုတဲ့နေရာမှာအမှန်ချင်းအောက်နားလေးမှာလက်မှတ်ထိုးပြီးတော့ရက်စွဲလေးတွေလက်မှတ်ကလေးတွေထိုးပြီးတော့ကိုယ့်ရဲ့ ID ကတ်ရဲ့ပြီးသွားရင် topic ဖြည့်ထားတဲ့အောက်နားမှတ်ရဲ့အဲဒီနှစ်ခုနဲ့တွဲပြီးတော့သက်ဆိုင်ရာလာဝကရဲ့ email ကိုပို့ပေးရပါတယ်အဲအတန်းရမရကတော့ကိုယ့်ရဲ့ K2B လို့ခေါ်ရဲ software program website ထဲမှာကိုယ်ပိုင်အကောင့်ထဲမှာပြန်ပြီးစစ်ကြည့်လို့ရပါတယ် အဲ့တော့စာကြောင်းဖြောင်းကဖြည့်တဲ့အခါမှာကျွန်တော်တို့စာကြောင်းဖြောင်းကနေရလာတဲ့အစင်းသမတ်ချက်ကလေးတွေရှိပါတယ်စာကြောင်းဖြောင်းကဖြည့်မယ်ဆိုရင်လည်းပုံစံနှမျိုးရှိပါတယ်တစ်မျိုးက CBD လို့ခေါ်တဲ့ကွန်ပျူတာနဲ့ဖြည့်လို့ရတာရှိတယ်နောက်တစ်မျိုးကတော့စာရွက်ပေါ်မှာဖြည့်ရတဲ့ PPT အမျိုးအစားဆိုပြီးတော့ရှိပါတယ် အဲ့တော့ CVV ကခက်လာဆိုတော့ကွန်ပျူတာလက်ကွက်ကလေးတော့သုံးရတယ်ပေါ့နော်။စာကြောဖြုန်းကဖြစ်တဲ့အတွက်ကြောင့်မလို့မေးခွန်းပုံစံအရာ49နဲ့50နှစ်ပုတ်တည်လက်ကွက်နဲ့ရိုက်ရတာဖြစ်ပါတယ်။ကျန်တာလေးတွေကတော့ကွန်ပျူတာကလစ်ကလေးတွေနှိပ်ပြီးတော့1နှစ်3လေးတွေကနေအမှန်ရွေးပေးရုံပဲဖြစ်ပါတယ်။ PPT အမျိုးအစားကတော့ဆောင်ရွက်နဲ့ဖြေရတာဖြစ်တဲ့အတွက်ပို့ပြီးတော့ ဟိုတိတ်အခက်အခဲမရှိဘူးပေါ့နော်ကွန်ပျူတာမရတဲ့သူတွေအတွက်အခက်အခဲမရှိဘူးဒါပေမဲ့သူကတော့သတ်မှတ်ချက်အရာသူတို့ရဲ့ရက်စွဲတစ်လတစ်ချိန်သို့မဟုတ်နှစ်လတစ်ချိန်ဒီလိုမျိုးလေးတွေသတ်မှတ်ချက်ကလေးရှိရပေါ့နော် CVD ကတော့ဆိုးမျိုးမှလည်းဖြေလို့ရတယ်ပြီးသွားရင်ခွမ်းမျိုးမျိုးမှလည်းဖြေလို့ရတယ်ထဲချောမှလည်းဖြေလို့ရတယ်ကိုကြိုက်တဲ့ရက်ပေါ့နော်ကိုနဲ့အဆင်ပြေတဲ့ရက် ကိုနဲ့နေစရာမြို့သုံးမြို့တွေကရွေးပြီးတော့ဖြည့်ဝင်းရှိတယ် PPD ကတော့ကိုနဲ့အနေဆုံးတချို့တစ်ခါလေးကျမဆိုးရှိတယ်အင်ချွန်ရှိတယ်ပူဆက်ရှိတယ်မြို့တွေအကုန်လုံးမှာစာစစ်ဌာနတွေရှိရပေါ့နော်ဒါပေမဲ့ရက်ဆွဲကတော့တလတရက်တစ်ခါတည်းမှာနှစ်လမှတရက်ဒီလိုလေးတွေတော့သတ်မှတ်ချက်လေးရှိပါတယ်အဲ့တော့အမှတ်သတ်မှတ်ပုံလေးကိုပြောပြပေးမယ်ပေါ့နော်စာချုပ်ကဖြည့်တဲ့အခါမှာ level အကယ်လို့၃မှတ်ကနေ20ကြားရတယ်ဆိုလို့ရှိရင်တော့ level 1လို့သတ်မှတ်ပါတယ်20တက်ကနေ40ရရင်တော့ level 2စံဤတန်းကပေါ့နော်၄၁တက်ကနေ60ဆိုရင်တော့ level 3 60တက်ကနေ80ဆိုရင်တော့ level 4တခါတည်းကိုကတန်းဖြေလိုက်လို့80တမအထက်ရတယ်ဆိုရင်တော့ level 5ဒါဆိုရင်တော့ဦးတန်းက level 5တစ်ဆင့်ပဲတက်ရတော့မှာဖြစ်ပါတယ် ကျန်တဲ့ချားဟာတွေအကုန်လုံးကိုကျော်သွားလိုက်တဲ့သဘောပေါ့နော်အဲတကုတ်တတိထားရမှသည် သူကဖြည့်တဲ့အခါမှာရေးဖြည့်ရဲ့နှုတ်ဖြည့်ရဲ့ဆိုပြီးတော့နှစ်မျိုးရှိပါတယ်အဲ့တော့ရေးဖြည့်မှာအမှတ်တွေအများကြီးကောင်းနေတယ်ဆရာမရေ51မှတ်အထက်လေးရနေတယ်ဒါပေမဲ့နှုတ်ဖြည့်မှာကျွန်တော်တို့၃မှတ်အောက်ဖြစ်နေခဲရင်တော့သူသည်၃ညအစင်းလိုပဲသတ်မှတ်ပေးပါတယ်အဲ့တော့တတိထားစရာကနှုတ်ဖြည့်လာလည်းပဲ သုံးမအထပ်ဖြစ်ရပါမယ်သုံးမအောင်ဖြစ်နေခဲ့ရင်တော့အဆင့်ဘလောက်ကြီးမှမသတ်မှတ်ပြီးပဲနဲ့သုံးရအဆင့်ကိုသတ်မှတ်ပြီးပါလိမ့်မယ်အဲ့တော့ကိုစာလေးလာတဲ့ပုံမှာမူတည်ပါတယ်စာမျက်မျက်လေးနိုင်ပြီးတော့အချိန်မျက်မျက်ပေးပြီးစာမျက်မျက်လေးနိုင်ပြီးတော့မှကိုမကိုတော့ဖြစ်လိုက်လို့82မှတ်ရတယ်ဆိုလို့ရှင်တော့ level 5ကိုတန်းတက်ပြီးမျက်မျက်ပြီးသွားတဲ့ပုံပေါ့နော်အဲ့တော့တတိထားစရာတစ်ချက်တည်းစာကြောဖြောင်းကလို့ခေါ်တဲ့အတွက်ကြောင့်သူသည်ကုံဆုံးရရှိပါတယ် topic နဲ့အတူတူပါပဲဒီကပြားလေးတွေဆီကတော့နှစ်နှစ်အတွင်းပဲအကျော်ဝင်ပါတယ်အောင်လမတ်ကလေးတွေနှစ်နှစ်ကျော်သွားရင်ဒီအောင်လမတ်တွေအကျိုးမဝင်တော့ပါဘူးနောက်ထပ်တစ်ကြိမ်ထပ်ဖြေရပါတယ်အဲ့တော့နှစ်နှစ်မကျော်ခင်မှာကိုရတဲ့အတန်းကနေပြီးတော့အတန်းလေးတွေတစင်တစင်ချင်းစီဆက်တက်သွားတာလုပ်ရပါတယ်အကယ်လို့မတက်ဖြစ်ဘူးဆိုရင်တော့နောက်ထပ်နှစ်နှစ်နေလို့ရှိရင်တော့ဒီဆောင်မွေးလေးထပ်ပြီးပြန်ဖြေရမှာဖြစ်ပါတယ်အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်ဒီနေ့ k to b လို့ခေါ်တယ် k to b မဟုတ်ပါဘူးเนาะတကယ်တမ်းကသူရဲ့နာမည်သည် k i i p လို့ခေါ်တယ်လာဝကကနေပြီးတော့တရားရေးဝင်ကြီးဌာနလာဝကနေပြီးတော့အတိအမှန်ပြုထားပေးတယ်တင်တဲ့အကြောင်းလေးကိုရှင်းလင်းပေးခြင်းဖြစ်ပါတယ်အကျော်ဝင်ပါစေရှင်